ဗန်ဂိုငကြောက်ဆိုပြီးပြောခဲ့မှုတဲ့ကာပီရဲ့တပည့်ဦးလန်ဗဲကော့စ်ပေးသက်များလို့ပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဇုံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချင်းလေးဗန်နဲ့ကာပီရဲ့တပည့်ဦးလန်ဗဲကော့စ်တို့နှစ်ယောက်ကို UFC ကတရင်ပွဲတည်ပေးခဲ့မှုပါတယ်အခု Brandon Rivera နဲ့ပွဲကိုသာ short notice နဲ့ဗန်ဝင်မထိုးပေးရဘူးဆိုရင်နောက်ပွဲမှာထိတိုက်တွေ့ရမယ့်ဗန်ရဲ့ပြန်ဘက်ကဦးလန်ဗဲကော့စ်ပဲအဖြစ်နိုင်ဆုံးပါ တို့နှစ်ယောက်ကို UFC ကပြီးခဲ့တဲ့2024ဇွန်15ရက်က UFC Vegas 93မှာပွဲတည်ပေးခဲ့တာဖြစ်ပြီးဝိတ်ချိန်ကြရမှာ Van ကဝိတ်တန်းရဲ့သက်မှတ်ကို၄ချိန်ကိုရခဲ့ပေမဲ့ Ulan Vekok ကတော့ကို၄ချိန်ကိုကျော်သွားခဲ့ပါတယ်။ဒါပေမဲ့ Carvito Usu ကတော့အလုံးသိကြတဲ့အတိုင်းပဲသူတို့ဘက်ကအသာစီးရယူပြီးတော့ပဲထိုးသက်သွားချင်နေတာပါ။ဒါကြောင့်ဝိတ်ပြန်မချပေးခဲ့ပါဘူး။ဖန်ကလည်းဝိတ်မချရင်မထိုးဘူးဆိုပြီးပြက်ပြက်သားသားနဲ့ပဲပြောခဲ့ပြီးဦးလန်ဗဲဂော့ဖက်ကဝိတ်မချပေးလို့တကယ်လည်းပွဲဖြတ်ကတအုပ်စလုံးထပြန်လာခဲ့ကြပါတယ်။ဒါကကာဗီတိုအုပ်စုကိုအနာဘော်ဒုတ်ကျသွားစေခဲ့ပြီးဦးလန်ဗဲဂော့ကမ ကြောက်ရင်ပွဲဖြစ်မှာမဟုတ်ဘူးလို့ဖန်ကိုပြောလာခဲ့ပါတယ်။ဒီအချိန်ကစကားကသူတို့ကြားရန်ညှုပ်ဖွဲ့မှုကိုဖြစ်ပေါ်စေခဲ့ပြီးတချင်ချင်းမှာပွဲဖြစ်လာနိုင်ခြင်းများတဲ့အနေအထားပဲဖြစ်ပါတယ်။အခုလဲ rival နဲ့မထိုးရဘူးဆိုရင် van ကဦးလန်ဗဲကောနဲ့ပွဲထိုးရဖို့ရာခိုင်နှုန်းအတော်လေးများနေတာပါ။ဦးလန်ဗဲကောရဲ့စိန်ခေါ်မှုကပေးသက်တွေနဲ့ UFC အတွက်ဒီပွဲစဉ်ကိုဆွဲဆောင်မှုရှိစေပါတယ်။ UFC ဟာဒီလိုမျိုးရန်ညှုပ်ဖွဲ့ထားတဲ့ပွဲစဉ်တွေကိုအသုံးချပြီးပေးသက်စိတ်ဝင်စားမှုမြင့်တင်လေးရှိပါတယ်။တကယ်လို့ van နေနဲ့ rival ကိုသာရှုံးသွားခဲ့မယ်ဆိုရင်သူတို့နှစ်ယောက်ကို UFC ကပွဲပြန်တင်ပေးနိုင်ခြင်းများပါတယ်။ UFC ဟာပြိုင်မဲ့အသစ်တွေကိုဆန်းသက်ဖို့ ဖို့နဲ့စစ်ဝင်စားပွဲပွဲစဉ်တွေဖြစ်အောင်ဖန်တီးဖို့ကြိုးစားလေးရှိပါတယ်။ဦးလန်ဖဲကော့နဲ့ဗန်တို့ရဲ့မပြည့်ပြတ်သေးတဲ့ဇလန်ဟာ UFC Fight Night တွေမှာပြန်စီစဉ်ဖို့တင့်တော်ပါတယ်။ ဦးလန်ဖဲကောက်ဟာအခုလာမဲ့ဇွန်လ22ရက်နေ့မှာဂျင်းမာပြုလုပ်မဲ့ UFC Fight Night ပွဲစဉ်မှာပွဲရထားပြီးဖြစ်ပေမဲ့ပွဲပြတ်သွားခဲ့ပြီပဲဖြစ်ပါတယ်။သူဟာ Flyweight ရဲ့ထိပ်သီးပြိုင်ဖက်တွေကိုယဉ်ဆိုင်ဖို့ရည်မှန်းထားပြီး Van နဲ့ပွဲဟာအဆင့်တက်မှတ်ချက်ထိန်းဖို့အခွင့်အရေးဖြစ်ပါတယ်။ဦးလန်ဖဲကောက်နဲ့ Van တို့ရဲ့ပွဲဟာနှစ်ဖက်ကစားသမားများကြားကရန်ညှို့ဖွဲ့မှုအဆင့်တက်မှတ်ချက်နှီးစပ်မှုနဲ့ UFC ရဲ့စိတ်ဝင်စားပွဲပွဲစဉ်လိုစီစဉ်တဲ့သဘောအရ2025နှစ်ကုန်ဒါမှမဟုတ်2026အစောပိုင်းမှာပြန်ရင်ဆိုင်နိုင်ခြင်းများနေပါတယ်။ဒါပေမဲ့ Van ရဲ့လက်ရှိပွဲစဉ်တွေကအချိန်ဇယားကိုအနည်းငယ်နှောင့်နှေးနေပါတယ်။ ။ Ulan Vega ဟာ Gombet Sambo နဲ့ Westlane ဘိုင်းမှာထူးချွန်ပြီးကျန်းမြေပေါ်မှာထိန်းချုပ်ကစားနိုင်ပါတယ်။သူ့ရဲ့ trade down အောင်မြင်မှုနှုန်း46ရာခိုင်နှုန်းနဲ့ပွဲတစ်ပွဲမှာပြန်ပြ trade down 3.1ချိန်ပြုလုပ်ထားပြီး Simulation ကျွမ်းကျင်မှုကပဲ Van ကိုဒုက္ခပေးနိုင်ခြင်းရှိပါတယ်။ဒါပေမဲ့ Van ရဲ့ Simulation defend ကလည်းအဆင့်တစ်ခုမှရှိနေပြီးဒါကိုဆူရရနဲ့ပွဲမှာမြန်ဝါထင်ထင်တွေးကြရပြီးပြီဖြစ်လို့ Ulan Vega ရဲ့ချုပ်ကတ်တွေကိုလည်းရင်ဆိုင်ဖြည့်ရှင်းနိုင်မှုအလားအလာကောင်းပါတယ်။ Van has striking ဘိုင်းမှာထူးချွန်ပြီးပွဲတစ်ပွဲမှာပြန်ပြ significant strike 4.38ခုထိမှန်နိုင်က53ရာခိုင်နှုန်းအထိထိမှန်နှုန်းရှိပါတယ်။ ထိုက်တွန်းတက်ဖန်80ရာခိုင်နှုန်းရှိတာဖြစ်လို့အူလန်ဘဲကော့ရဲ့ ground game ကစားဟန်ကိုထိန်းချုပ်နိုင်ွယ်ရှိပါတယ်။သူ့ရဲ့အချိန်နဲ့တိကျမှုနှုန်းကအူလန်ဘဲကော့အတွက်ပြဿနာဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့အူလန်ဘဲကော့ကကာဖီရဲ့တပည့်ဖြစ်နေတာကြောင့်အချုပ်ကွက်ပိုင်းမှာစုရထက်ပို့ပြီးတော့အန်ဒီရဲ့ပေးနိုင်တာကိုတော့ထက်ထွက်ထားရပါမယ်။တကယ်လို့ဒီပွဲသာတကယ်ဖြစ်လာနိုင်ခဲ့မယ်ဆိုရင်ပွဲဟာ Van ရဲ့ striking နဲ့အူလန်ဘဲကော့ရဲ့ wrestling အားပြိုင်မှုဖြစ်လာနိုင်ပါတယ်။ Van နေတဲ့ပွဲကို strand fight မှာထိန်းထားနိုင်ရင်သူ့ရဲ့မြန်နှုန်းနဲ့ထိမှန်မှုနှုန်းကြောင့်အနိုင်ရဖို့ခွင့်လန်းရှိပါတယ်။အရင်နှုန်းကသာတွေးခဲ့ရင်တော့ကျွန်တော်လည်းမပြောတတ်ပါဘူး။ဒါပေမဲ့ဒီအချိန်မှသာသူတို့အနေနဲ့ထိတ်တန့်တွေးပြကြမယ်ဆို ရင်ဖန်ကဦးလန်ဖဲကိုကိုကောင်းကောင်းကြီးကင်တွင်နိုင်ပြီးပွဲကိုအနိုင်ယူသွားမယ်လို့ထင်မြင်ယူဆမိပါတယ်ဖန်ကအမှတ်အဆုံးဖြတ်နဲ့ပဲအနိုင်ရတဲ့ဖိုက်တာလို့အများကပြောနေကြပါတယ်ဒါပေမဲ့ဒါကဖန်ရဲ့ခံနိုင်ရည်တက်လုံပိုင်းကပွဲချီပြည့်တဲ့အထိတာသွားနေတယ်ဆိုတာကိုပြသလို့နေတာပါနောက်ပြီးဖန်ရင်ဆိုင်ရတဲ့ပြိုင်ဘက်တွေကလည်းနည်းနည်းရရတဲ့ကမဟုတ်ပါဘူးကိုဒီဒါဒန်စူရတို့လိုဖိုက်တာမျိုးတွေဖြစ်နေပါတယ်နောက်ဆုံးပွဲမှာတော့ဖန်ကဘရူနိုဆေးဘားကိုအလဲထိုးလိုက်ပြီးသူ့ရဲ့တိုးတက်လာမှုနဲ့အရှိန်ဟုန်ကိုပြသလိုက်ပါတယ်ဒါကြောင့်ဒီဒီချိန်မှာဦးလန်ဖဲကောနဲ့ဖန်တို့သာပွဲပြည့်ခဲ့ကြမယ်ဆိုရင်ဖန်ကပဲနိုင်ရရှိဖို့အခွင့်အရေးများတယ်လို့ဆိုချင်ကြောင်းပါပေးသက်များက ောက်ရောဘလို့မြင်မိကြပါသလဲဖန်ရဲ့လက်ရှိအနေထားအရဦးလန်ဖဲကောက်ကိုအနိုင်ယူနိုင်ပြီလားပြောပြခဲ့ကြပါဦးအဆုံးထိချီးကျူးပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်